တွေကိုပြည်တွင်းမှာမထားဘဲနဲ့နိုင်ငံခြားကိုသွားတယ်ဆိုတာဒါကျွန်တော်တို့ရဲ့ဟိုနိုင်ငံရဲ့စိတ်ချရမှုစိတ်ချယုံကြည်ရမှုကြဆင်းနေတဲ့အချိန်ပေါ့နော်ဆိုလို့ရှိရင်ဒါဖြစ်ပါတယ်ရှင်ကျွန်တော်တို့ဒီရွှေနန်းတော်ရွှေဆိုင်လဲလောက်လာတာ32နှစ်နဲ့6လရှိပြီဒီ project လဲကျွန်တော်တို့2014တုန်းက launch လုပ်တယ်2015မှာမြေစကင်တယ်အခုချိန်ထိဆို10နှစ်ရှိပြီကျွန်တော်တို့တေချာကောင်းကောင်းမွန်မွန်ဆောင်ရွက်နေပါတယ်အဲဆောင်ရွက်နေတာဖြစ်ပါတယ်ရှင်နောက်ပြီးသွားလို့ရှိရင်ဒါဒါကတော့ဒါကတော့ဒီဒီအခန်းတိုက်ပေါ့နော်တစ်ကနေရှိတယ် အဲတစ်ကနေ၈ ठी ကျမတို့ service apartment မှာ account ၈မျိုးရှိပါတယ်အသေးငှားခြင်းလဲရတယ်မိသားစုနဲ့လာနေခြင်းလဲရတယ်ကပယ်လေးပဲလာနေခြင်းလဲရတယ်နောက်စသဖြင့်ပေါ့နော်ကျမတို့အမျိုးစုံဆွဲထားပါတယ်နောက်ခုဒီကိုကကြတော့သူ့ရဲ့ lift lobby ဖြစ်ပါတယ်ရှင် lift lobby မှာဒီ passenger lift က၃ခုရှိပြီးတော့မှဒီဘက်ဒီဒီကြောပေးထားတာကတော့ဒါ service lift ဖြစ်ပါတယ်ရှင်အဲ့ဒါကတော့ကျမတို့တခါမှမထုတ်ရောင်းထားပါဘူးအဲ server summer set service apartment brand နဲ့ အဲကျမတို့က service apartment run မယ်ဆိုပြီးကျမတို့ကအဆောက်အဦပိုင်ရှင်ဖြစ်တယ်သူတို့က brand brand ပိုင်ရှင်အနေနဲ့ run တာပေါ့နော်အဲအဲ့လိုမျိုးကျမတို့ဆောင်ရွက်ဖို့ season ထားခဲ့တာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့ဟိုတခြားစီးပွားရေးဆိုတော့ကျမတို့ရွှေနန်းတော်ရှိတယ် forever gems by ရွှေနန်းတော်ရှိတယ်ဒါတွေကတော့တည်ပြီးသားပါရှင်အဲဒါတွေကျမတို့ရွှေနန်းတော်ဆိုင်တွေဖြစ်ပါတယ်ဒါကတော့ကျမတို့ဆက်ပရင်ဖြစ်ပါတယ်ရှင်ဆက်ပရင်လို့လာပြောတယ်ကျမတို့ကဒီလက်ပရင်လည်းရှိတယ်ဒေတာမြမရိုးရလက်ပရင်လည်းရှိတယ် separating လို့ mass ဟိုပါ casting ပေါ့ casting နဲ့ mass production ထုတ်လို့ရတာရှိတယ်နောက်ထပ် computer brain လို့ကျွန်တော်တို့မြန်မာလိုခေါ်တယ်ကျွန်တော်တို့ 3D CAD CAM ပေါ့နော် computer aided design နဲ့ manufacturing ပေါ့နော်ဒီ prototype တွေထုတ်ပြီးတော့မှ prototype တွေထုတ်ပြီးတော့မှကျွန်တော်တို့ဒီနိုင်ငံတကာအဆင့်မီဒီ export လုပ်လို့ရအောင်ကိုကျွန်တော်တို့ဟိုပါတီထောင်ထားတဲ့စက်ယုံဖြစ်ပါတယ်ရှင်ဒီ separating ဖြစ်ပါတယ်ရှင်ဒီအပေါ်ဆုံးတက်ဆိုလို့ရှိရင်ကျွန်တော်တို့ဝန်ထမ်းတွေရဲ့ထမင်းစားရတဲ့နေရာဖြစ်ပါတယ် ဟိုချဲချဲဝုန်းဝုန်းနဲ့ထမင်းစားတာနောက်ဒီထဲမှာဆိုလို့ရှင်လဲကျမတို့ဝန်ထမ်းတွေကချဲချဲဝုန်းဝုန်းနဲ့အလုပ်လုပ်လို့ရတာဖြစ်ပါတယ်ရှင်ဒါဒီကျမတို့ဒီဒီစက်ပရိမာအလုံးလုံးနေကြတဲ့သူတွေပါဒါဒီရွှေချိန်နဲ့ဆက်တို့ဘာတို့ပေါ့နော်ကွန်ပျူတာနဲ့ဘာနဲ့စီးရင်နေနဲ့တိတ်ချလုတ်ပြီးတော့မှဒါကျမတို့ဝန်ထမ်းနေရုံးဝန်ထမ်းနေဖြစ်ပါတယ်ဒါကတော့ပဒိန်ဆရာတွေဖြစ်ပါရှင်ပဒိန်ဘက်ပိုင်းပေါ့နော်ဒါထုတ်လုပ်နေတာထုတ်လုပ်နေတာတွေဖြစ်ပါတယ်ဒါတွေကတော့ကျမအသေးစိတ်မပြောတော့ပါဘူး ဆိုလို့ရှိရင်ကျမတို့ကဒီဘက်ကရွှေနန်းတော်ကရတဲ့ပတ်စံနဲ့ကျမတို့ကအဲဒီဒီစောက်လို့ရေးကိုပြီးအောင် စောက်နေရတဲ့အချိန်မှာအပန်းကိုပေးတဲ့အတိုးကနောက်ကျတဲ့အချိန်အချိန်ရှိတယ်အဲတခါတလေလည်းမပြည့်မီတာရှိတယ်ဆိုတော့ဟိုစစ်လိုက်တဲ့အချိန်မှာကျမတို့ပေးရန်ရှိပေါ်နေတာဖြစ်ပါရှင့်ဒါကျမတို့ဟိုမှာ ပေါ့နော် GIC ကနေပြီးတော့မှ Certificate of Registration အဲကျမတို့ ISO တွေရထားတာဖြစ်ပါတယ် ISO ဆိုတာကျမတို့ရွှေပြည်မှာရော ရွှေအကြောင်းမြေရတနာရွှေပရိမာရောပြီးလို့ရှိရင်ကျွန်တော်တို့ဆိုင်နေမှာရောစီမံခန့်ခွဲမှုအပြင်ရောတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘူးအဲဆိုတဲ့ဟာလည်းပါတယ်နောက်တစ်ခွ ISO အမျိုးမျိုးရှိပါတယ်ရှင် ISO 9001 2008ဆိုတာတော့ကျွန်တော်တို့က management နဲ့ပတ်သက်ပြီးတော့စီမံခန့်ခွဲမှုစနစ်တကျလုပ်တယ်လို့ပြောတယ်နောက်တစ်ခုက OH OHSAS 14001ဆိုတာကတော့တဘာဝပတ်ဝန်းကျင်ကိုမထိခိုက်ဘူးပေါ့နော်ကျမတို့ဒီအဲဒီဒီဘာပဲပြောပြောပဋိင်ဖြစ်တဲ့အခါကျတော့လူတွေလည်းနေမယ်အဲကျမတို့ပစ္စည်းတွေလည်းတုံးကြမယ်ပေါ့နော်ဒါတွေဒီတဘာဝပတ်ဝန်းကျင်မထိုက်မထိခိုက်ဘူးဆိုတာအစ်စစ်စေးခံထားတာဖြစ်ပါတယ်အဲအဲ့လိုပါပဲရှင်ဒီဘက်ကလည်းမမြင်ရလို့သိလို့လေအဲကျမတို့ certificate တွေနောက်သူ expire ဖြစ်သွားရင်လည်းကျမတို့ပြန်ပြီးခေါ်ပြီးတော့မှအမှ3နှစ်တစ်ခါ5နှစ်တစ်ခါကျမတို့ပြန်ခေါ်ပြီးတော့မှပြန်အစ်စစ်စေးခံပြီးတော့မှဒီ certificate တွေကိုတက်တန်းတိုးပါရှင် အဲနောက်တစ်ခုကျွန်တော်တို့ jewelry နဲ့ပတ်သက်လို့လည်းခုနပြောသလိုပေါ့နော် ISO 9001 quality management system နဲ့ဒါ environmental management system အဲကျွန်တော်တို့လူတွေအသက်ရှူရတာအစအလေးဝင်လေထွက်ကအစအလေးရောင်ကအစနောက်သူတို့ရေတုံးတဲ့ရေချိုးကန်းအင်တာအစကျွန်တော်တို့အကျဲကျဲဝုန်းဝုန်းလောက်ထားပေးတာထမင်းစားတဲ့နေရာနောက်လမ်းလျှောက်လို့ရအောင်အညောင်းမမိအောင်ပေါ့နော်စသဖြင့်နောက် health and safety management system 18001ပေါ့နော် ကျွန်တော်တို့ဒီ ISO တွေရထားတဲ့ဆက်ပရင်ဖြစ်ပါတယ် နောက်တစ်ခါကျအာဆီယံမှာကျွန်တော်တို့အဝအာဆီယံအာဆီယံမှာကျွန်တော်တို့2016 2017 2018မှာအဲကျွန်တော်တို့ဟိုဟာရထားပါတယ်ရှင့်အဲဒီ business နဲ့ပတ်သက်ပြီးတော့လေဟိုဒီဒီသူပေးတဲ့စုတွေကျွန်တော်တို့၃နှစ်ဆက်တိုင်ရထားတာဖြစ်ပါတယ်ရှင့်ဆိုတော့ရှင့်ကျွန်မကျွန်မရဲ့ရှင်းလင်းတင်ပြမှုကဒါပေါ့နော်အဲဒါပေမဲ့ main center ရှိတာမေးပါရှင့်